ကဘာဝချံအခန်းကြီး90နှစ်ဖြစ်ပါတယ်ခန်းကြီး90နှစ်အငယ်1မှ30ထို့နောက်မှဘုရားသခင်သည် အာဗြဟံကိုစုံစမ်းခြင်းကအာဗြဟံဟုခေါ်တော်မူ၍အာဗြဟံကအကျွန်ုပ်ရှိပါ၏ဟုပြောလေတင်သည်အလွန်ချစ်သောတယောက်တည်းသောသားဣဇက်ကိုယူ၍မောရိပြည်သို့သွားလော့ ငါပြက်လက်တန့်သောတောင်ပေါ်မှသူကိုမီးရှို့ရာရစ်ပြုတ်၍ပူဇော်လို့ဟု မိန်တော်မူ၏အာဗြဟံသည်နနဲ့စောစောထ၍မြဲကိုကုန်းနီးတင်ပြီးလျှင်မိမိသားဤဇက်နှင့်ငယ်သားနှစ်ယောက်ကိုခေါ်၍ရစ်ရှို့စီရာထင်းကိုခွဲပြီးမှဘုရားသခင်မိန်တော်မူသောအရတ်သို့ထသွားလေ၏တုံးရမြောက်သောနေ၌မျောကြည့်၍ထိုအရတ်ကိုအဝေးကမြင်လျှင်ငယ်သားနှစ်ယောက်တို့အား တင်တို့သည်ဤရရ၌မြဲနှင့်အတူ နေရကြလောငါသည်သားနှင့်အတူ ထိုအရက်တို့သွား၍ကိုးွယ်ခြင်းကိုပြုအံထိုအမှုပြီးမှတင်တို့စီတို့ ပြန်လာအုံးမည်ဟုဆိုလေ၏ထိုအခါယေရှုစီယာထင်းကိုယူ၍သားဤဆက်အပေါ်မှတင်ပြီးလင်မိနှင့်ဓာကိုမိမိလက်၌ကင်လျက်နှစ်ယောက်အတူသွားကြ၏သွားကြစဉ်တွင် ဤသည်အဖအာဗျဟံကိုအဖဟုခေါ်လင်ငါသာငါရှိ၏ဟုအာဗျဟံထူးလေ၏ဤသည်ကလည်းမိပါ၏ထင်းလဲပါ၏ယေရှုစီယာပုတိုးတငယ်သည် အပေမှာရှိသည်နည်းဟုမေးလင်အာဗျဟံကငါသာယေရှုစီယာပုတိုးတငယ်ကိုဖျားသခင်သည်မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏ထို့သောနှစ်ယောက်အတူတွား၍ ဖျားသခင်မိန်တော်မူသောအရက်သို့ရောက်ကြသောအခါ အာပြန်ဟန်သည်ရစ်ပလင်ကိုတည်၍ထင်းကိုခင်းပြီးလင်တန်းဤဆက်ကိုခြိနှောင်၍ရစ်ပလင်၌ထင်းပေါ်မှတင်ထား၏မိမိလက်ကိုဆန့်၍တားကိုတတ်ချင်းကဓာတ်ကိုကန်ယူလေ၏ငယ်7မှ14ဒုခသာရဖျားဤကောင်းငင်တမန်ကအာပြန်ဟန်အာပြန်ဟန်ဟု ကောင်းကင်ဘောကခေါ်လေ၏အာဗြဟံကအကျွန်ုပ်ရှိပါ၏ဟုလျှောက်လင်ထိုလူလင်ကိုမထီမခိုက်နှင့်အလင်းမပြုနှင့်တင်းဒီဖျားသခင်ကို ကြောက်ရွံ့သည်ဟုယခုငါသိ၏အကြောင်းမူကားတင်းဤသားတင်း၌တယောက်ထီသောသားကိုငါတောင်း၍တင်းဒီငါကိုမငင်းဟုမိန်တော်မူ၏ထိုအခါအာဗြဟံသည် မျှော်ကြည့်၍မိမိနောက်မှခြုံပုတ်၌ဂျူညိလျက်ရှိသော တိုးကိုမြင်လေ၏ထိုတိုးကိုတွား၍ယူပြီးလင်မိမိသားကိုစားမိရှုရရစ်ပြု၍ပူဇော်လေ၏ထိုအရက်ကိုယေဟောဝါရီရီဟု အာဗြဟံတမုတ်လေ၏ထိုတို့နှင့်ညီတောင်ပေါ်မှာသာရဖျားပြင်ဆင်တော်မူပြီဟုယနေ့တိုင်အောင် ဆိုလေရှိသည်အငယ်၅မှ၁၉တပန်းသာရဖျား၏ကောင်းတမန်သည် ကောင်းကင်ဘောကအာဗြဟံကို ခေါ်လျက်တင်သည်ဤအမှုကိုပြု၍တင်ဤသားတင်၌တယောက်ထီးသောသားကိုငတ်အားမငင်းသောကြောင့်ငါသည်တင်အားအစဉ်အမြဲကောင်းချီးပေးမည်တင်အမျိုးနွယ်ကိုလည်းကောင်းကင်ကျဲကဲ့သို့၎င်းသမုတ်တရားတဲလုံးကဲ့သို့၎င်းအစဉ်အမြဲပွားများစေမည်တိဤအမျိုးအနွယ်သည် ရန်သူတို့၏မြို့တကားများကိုအစိုးရလိမ့်မည်တိဤအမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုငါ၏စကားကိုတင်နာထောင်သောကြောင့်ငါသည်ကိုကိုကိုတိုင်တီ၍ကျိန်ဆို၏ဟုဒါဝရဖျား၏အမိန်တော်ကိုဆစ်ဆိုလေ၏ထိုအခါအာဗြဟံသည်ငယ်သားတို့ရှိရာသို့ပြန်၍သူတို့သည်ထပြေးလင်ဘေရရှေဘအရတ်သို့လိုက်သွားကြ၏ထိုအရတ်၌အာဗြဟံနေလေ၏ အငယ်20မှ24ထို့နောက်မှာအဗျဟံကြားသောတရင်စကားဟူမူကားတင်းအကိုနာခေါမယာမိလခာသည်တားများကို ဖွားမြင်လေပြီးတားအကြီးဟုစသူညီဘူးစအာရန်အဖကေမွေလ ခေတက်ဟာဇောပိလဒါရှရီတလန်ဘေတွေလဒီဟုသောတားရှိရောက်တို့ကိုအာဗျဟံအကို နာခေါ်ဤမယာမိလက္ခဖွားမြင်လေ၏ဘေတွေလကရေဘက်ခာအဖဒီရူမာအမိရှိသောနာခေါ်ဤမယားငယ်သည်လေတေဘဂဟံတဟာရှမခါရုကိုဖွားမြင်လေ၏โอเคနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်